်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဘာဆရာကြီးဒေါက်တာမင်းလင်းခိုင်ရဲ့တပည့်ဆရာမထားရဲ့ဇလီဖြစ်ပါတယ်ရွှေကုံပြရှိမမုတ်ချင်းသိန်းနှကောင်အောင်နာလေးမှာဟောကမ်းဖွင့်ထားပါတယ်ရှင်အဲ့တော့မိတ်ဆွေတို့ကိုဒီနေ့မှာဆရာမအနေနဲ့ချက်ချင်းငွေဝင်စီတဲ့ရေရာပေါ့နော် ခုချက်ချင်းလက်ငင်းကိုပဲငွေဝင်လက်ရှင်စီရဲ့အကျိုးထူးစီတဲ့ရေကံပီယရေရယာနီလေးတစ်ခုကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဒီရေရယာနီလေးကအဘဆရာကြီးဒေါက်တာမင်းတိန်ဟာရေကံပီယရေရယာနီတစ်ခုဖြစ်တယ်လို့ဆရာမကိုရိုင်းလည်းတိတိချာချာအသုံးပြုပြီးတော့တကယ်လက်တွေ့အကျိုးရှိရဲ့အချင်းရာချီအလုံးငယ်သောစေစုနဲ့တစ်ခုတာကလေးကဒီရေရယာနီလေးကိုအသုံးပြုခဲ့တာတကယ်ကိုထူးခြားပြီးတော့ တကယ်လဲငွေဝင်လက်ရှင်နေတဲ့ဂမ်ဘီယာရေရံနေတစ်ခုဖြစ်တဲ့အတွက်မိတ်ဆွေတို့ကိုမေတ္တာလေးနဲ့မျှဝေပေးချင်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကဒီနေရာမှာတေးကြတာတစ်ခုပြောနိုင်တာကအဘဆရာကြီးဒေါက်တာမင်းနေငါရဲ့ရေရံလေးကိုဆရာမလုံခဲ့သော2003ခုနှစ်ပေါ့နော်။ဆရာမဘီရင်စတင်ခဲ့ကလေးကလေးလာလိုက်စားခဲ့တာဖြစ်တဲ့အတွက်ဂမ်ဘီယာရေရံနေတွေဒီဆရာမပြောပြတာဒီအဘပြောထားတဲ့အတိုင်းပါပဲ။အဲ တတိမတိမ်းပါပဲမမှားကြရဘူးလို့မိတ်ဆွေတို့ကအမှားခံရပါတယ်အဲ့တော့ဒီဂမ်ဘီယာရေဒီယာနီကဖះအောင်လူဒန်းတာမဟုတ်ဘူးအဘရဲ့ဂမ်ဘီယာရေဒီယာနီဆိုအနောက်တိုင်းပညာတစ်ခုပါပဲဒါကြောင့်မို့လူမျိုးမရေးဘာသာမရေးပြုလုပ်လို့ရတာဖြစ်ပါတယ်အဲ့တော့ငွေဝင်ခြင်းရင်နေ့တိုင်းငွေဝင်ခြင်းရင်နေ့တိုင်းပြုလုပ်ပါဒီလိုရေဒီယာနီတွေကိုပြုလုပ်လို့ရတဲ့လူတွေကဘယ်လိုလူမျိုးတွေလဲဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲအကျက်အတဲကြုံတွေ့နေတဲ့လူတွေ အကျွေးတင်နေတဲ့သူတွေအကျွေးဆုံးနေတဲ့သူတွေအကျွေးမရတော့တဲ့သူတွေနောက်တစ်ခုက နောက်တစ်ခုကကြတော့မိမိတို့စီမှာငွေကြေးလက်လာပါးတွေအလိုလိုနဲ့ပေါများခြင်းနဲ့လောင်းကစားပြုတ်လုံနေတဲ့သူတွေဆိုရင်လောင်းကစားတွေအနိုင်ရခြင်းနဲ့ဆိုရင်အခုရေတရာနေလေးကိုပြုတ်လုံလို့ရပါတယ်အဲ့တော့ရေတရာပြုတ်လုံဖို့အတွက်ကျွေးပကံများတစ်ချက်လိုပါတယ်ဒီကျွေးပကံများလေဆီမကတော့ဒီမှာရှိနေတာကိုအစင်သင့်သုံးတာပါအဲ့တော့ခမင်းစားကျွေးပကံများ site တစ်ခု ဖြစ်ပါတယ်ပြောင်းလဲရတဲ့အပွင့်တွေပါလို့လည်းရပါတယ်ပြောင်းနိုင်တဲ့တိုင်းလိုပါတယ် ပြောင်းနိုင်တဲ့တိုင်းကအစိမ်းအောင်လဲရတယ်အဝါရောင်လဲရတယ်အဖြူရောင်လဲရတယ်အနီရောင်လဲရပါတယ်မိတ်ဆွေတို့အနေနဲ့အဆင်ပြေတဲ့အရာကိုအသုံးပြုပါအဲ့တော့ပြောင်းနိုင်တဲ့တိုင်းလိုတဲ့ခေရီယာပြုလုပ်ပုံကညနေ3နာရီနောက်ပိုင်းမှာအိမ်ပေါ့ဝါပေါ့နော်အိမ်ပေါ့ဝါမှာစပွဲလေးချလိုက်မယ်အဲ့ဒီစပွဲပေါ်မှာကြည့်လို့လည်းများလေးကိုတင်မယ်မိမိရဲ့မျက်နှာကအိမ်ဘက်ကိုမျက်နှာမူထားမယ်ပေါ့အဲအိမ်ဘက်မဟုတ်ဘူးပေါ့အိမ်ပေါ့ဝါကိုမျက်နှာမူထားမယ်ပြီးရင်ပြောင်းနိုင်လေးကိုကြည့်လို့လည်းများအလယ်မှာထွန်းလိုက်မယ် အဲ့လိုထုံးပြီးပြီဆိုတာနဲ့ငွေရစီတဲ့မန်ဂျန်ဂမ်ဘီယာမန်ဂျန်လေးတစ်ခုကိုရွတ်ဖတ်ပါမယ်။ရွတ်ဖတ်ရမယ့်အကြိမ်ရွက်က28ခေါက်ဖြစ်ပါတယ်။အဲ့တော့ရွတ်ဖတ်ရမယ့်ဂမ်ဘီယာမန်ဂျန်လေးကိုပြောပါမယ်။တတိချစ်ချာလေးနားထောင်ပြပါရှင်။ E A E A O ဆိုတဲ့မန်ဂျန်လေးကို28ခေါက်ရွတ်မယ်ပေါ့နော်။ဒီဖျောင်းလိုင်းကိုကြည့်ပြီးတော့ E A E A O e i e o，i e i e o，i e i e o。 ဒါလေးကို28ခေါင်းရွတ်ဖတ်ပါမယ်အချိန်လေးကိုဆိုင်းငန်းနဲ့အနေနဲ့28ခေါင်းပြည့်အောင်လို့ဆရာမမရွတ်တော့ဘူးအဲ့တော့28ခေါင်းပြည့်ပြီဆိုတာနဲ့ဖျောင်းနိုင်ကိုကြည့်နေတဲ့အချိန်မှာပဲလက်နှစ်ဖက်နဲ့ဖျောင်းနိုင်ကိုမိငိမ့်လိုက်မယ်ဖျောင်းနိုင်လဲတော့အားနဲ့မနဲ့ရိုက်မယ်အဲ့လိုရိုက်တဲ့အချိန်မှာပါဇက်ကနေလည်းအားနဲ့မနဲ့ပြောပါမယ်ငွေတွေအများကြီး လာတဲ့ဆိုပြီးတော့ဒီလိုပြောင်းနိုင်ရင်းလဲတော့တဲ့ထိကျလိုက်မယ်ဒါဆိုရင်ရေတရာကိစ္စအစီအစဉ်ကပြီးမြောက်ပါပြီအဲ့တော့ဒီရေတရာလေးကိုနေ့စဉ်ညနေ3:00နာရီနောက်ပိုင်းပယ်ချိန်ဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်6:00နာရီနောက်ပိုင်းတော့တိတ်မကောင်းဘူးပေါ့နော်အဲ့တော့ရေတရာပြုလုပ်ရင် အစွမ်းထက်လာလိမ့်မယ်။ဘာအစွမ်းထက်လာမလဲဆိုဝင်ဝင်လက်ရှင်လာလိမ့်မယ်။အလုပ်မရှိတဲ့သူတွေကအလုပ်တရားပြီးပတ်စံတွေဝင်လာလိမ့်မယ်။မုံဘိုးပဲဖို့ပြည့်တဲ့သူတွေပေါ်လာလိမ့်မယ်။စုံနေတဲ့ငွေကြေးတွေပြန်ရလိမ့်မယ်။အကျွေးတွေတင်နေအကျွေးတွေဆက်နိုင်သွားပါလိမ့်မယ်ရှင်။ဒါကိုမိတ်ဆွေခုနှစ်သားသမီးတွေအတွက်ဆီမထိုင်းစလီကညှဝေပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒတွေပြည့်ဝကြပါစေလို့ဆီမထိုင်းစလီကမိတ်ဆွေတို့ကိုဆုမွန်ပေါင်းတောင်းပေးလိုက်ပါတယ်ရှင်။